ျမ်းပတ်စစ်တပ်ကြောင့်မြန်မာပြည်သူများမှာဒုက္ခဆင်းရဲများခါးစည်းခံနေရ၍ကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်သင့်ဟုတအံမတ်ကြီးဦးကျော်မိုးထွန်းပြောစစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှာဒုက္ခဆင်းရဲဝန်တာများကိုခါးစည်းခံနေရ၍ကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်သင့်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တအံမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်သည် နိုဝင်ဘာလ6ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ပြုလုပ်သောကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရှင်ချင်းမှုကော်မတီတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုပ်ဤနှစ်စဉ်အစီရင်ခံစားအားအပြန်အလှန်ဆွေးနွေးသည့်အစီအဝေး၌ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တအမတ်ကြီးဥကြုံမုံထွန်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဆရာနာသိမ့်ပြီးနောက် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်နေရက်စွန့်ခွာထွက်ပြေးတိမ်းရှာမှုအကျဲ့အတဲ့သည်စစ်အုပ်စုမှစနစ်တကျတွက်ချက်ကျူးလွန်ခဲ့သည့်ရက်ဆက်ကြမ်းကြုတ်မှုတစ်ခုဖြစ်လာကြောင်းဤသို့လူကားလုံသည့်အကျဲ့အတဲ့ဤကြီးထွားမှု ပမာဏသည်အလွန်အလွန်ကြီးမားကြောင်းဤသူများအထူးသဖြင့်အမျိုးသမီးများမင်းကလေးငယ်များနဲ့ကလေးတငယ်များအနေဖြင့်မှန်းဆမရနိုင်သောဒုက္ခဆင်းရဲဝန်တာများကိုကားစီးခံရကြသော တအမတ်ကြီးကထောက်ပြသည်အထို့သောပြည်တွင်းနေရဆုံးခွာထွက်ပြေးတိမ်းရှောင်နေရသူများမှလည်းအွန်လိုင်းလိမ်လည်မှုများနဲ့လူနှင့်မူရည်စေဝါကွန်ကူချင်းတို့အပါအဝင် နေဆက်ဖြတ်ကျော်မှုခင်များ၏တားကောင်များဖြစ်လာခဲ့ရကြောင်းရာဇဝဲမှုများကိုကျူးလွန်လျက်ရှိသည့်ရာဇဝဲသားများကမူပြည်တံကွင်းလုံးခွင့်အားဆက်လက်အကျိုးခံစားကဆိုးရွားသော ရာဇဝဲမှုများကိုကျူးလွန်ဆဲကျူးလွန်မြဲဖြစ်ကြောင်း ယခုအခါစစ်အုပ်စုသည်၎င်းတို့ကျူးလွန်ထားသည့်ရုပ်မာမှုများကိုဖုံးကွယ်ရှောင်လွှားနိုင်ရန်အထူးအရောင်ရွေးကောက်ပွဲလမ်းစဉ်ကိုကြိုးပမ်းနေကြောင်းအထူးအရောင်ရွေးကောက်ပွဲသည်တရားဝင်မှုအလျင်းမရှိအလေအညာလုပ်ငန်းစဉ်တစ်ခုများသာဖြစ်ပြီးအကြမ်းဖက်မှုများနှင့်မတိငိမ့်မှုများကို ပုံမတို့ပွားစေနိုင်ကြောင်းနောက်ဆက်တွဲအနေဖြင့်ဒုက္ခသည်များနှင့်ပြည်တွင်းနေရဆုံခွာထွက်ပြီးတင်းရှောင်နေသူများကို တိုးပွားလာစေမည်ဖြစ်ကြောင်းတအမတ်ကြီးကရှင်းပြသည်ကုလသမဂ္ဂအနေဖြင့်မြမပြည်သူများအပေါ်မပြတ်ကွက်တင်ကြောင်းပြည်ထနာဤစင်းမြေအားဖြည့်ရှင်းနိုင်မှသာလျင်အဖြစ်ကိုရှာဖွေနိုင်မည်ဖြစ်ပြီးမြမနိုင်ငံဤအကြအတဲ့အတွက်ရေရှည်တည်တံ့သည့်နီးလန်းရှာဖွေနိုင်ရန်နိုင်ငံတကာအသိုင်းအဝန်ကုလသမဂ္ဂနှင့်အေဂျင်စီများကအမျိုးသားညီညွတ်ရေးအစိုးရပါဝင်ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်း ပုံကုန်များအလုံးနှင့်ရိုးသားစွာထိတွေ့ဆက်ဆံရေးကအလိုအရေးကြီးပါကြောင်းတာမတ်ကြီးဥကြုံမို့ထွန်းကတတိပေးပြောကြခဲ့သည်2025ခုနှစ်နှစ်လယ်ပိုင်းအထိရရှိထားသောကိန်းကဏ္ဍများအရာပြည်တွင်းနေရွှွန့်ခွာထွက်ပြေးတိမ်ရှောင်သူ၃.၅တန်းကျော်အထိမြင့်တက်လာခဲ့ပြီးဒေတာတွင်း၌လည်းဒုက္ခတွေနှင့်နိုင်ငံရေးခုံလုံခွင့်ရှောက်ထားသူ၁.၅၈တန်းအထိထပ်မံတိုးပွားလာလျက်ရှိကြောင်း ဒုက္ခတဲ့ဥယေဒီရေကဲ့သို့အတိုင်းအစာကြီးမှစွာ မြင့်တက်လာခြင်းမှာစေအုပ်စု၏အလွန်အမင်းရဆက်သော မြေလန်စနစ်ကြောင့်ဖြစ်ကြောင်းစေအုပ်စုကကျူးလွန်သည် လေကြောင်းဘုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများနှင့်ကျေးရွာများကိုဖျက်ဆီးမှုများကြောင့်အထို့သောကျေးရွာနေပြည်သူများအနေဖြင့်ရွာလုံးကျွနေရွှန့်ခွာသူများဖြစ်လာခဲ့ရကြောင်းတအမတ်ကြီးကဆက်လက်ပြောဆိုသည်